ွေးစနေတဲ့တော်လာရေးမြေပြင်မှာစက်ကောက်စီဖမ်းဖြစ်ဖြစ်ဒလန်ဖြစ်ဖြစ်ပြူစောတိဖြစ်ဖမ်းမြင်အာခမင်းစံကောက်တဲ့မြေကြီးလေးတဲ့ရှင်းပြလိုက်ဆိုအော်နေလို့မရဘူးနေဦးတော်လာရေးမှာစစ်အာဏာရှင်ရဲ့ရက်ဆက်မှုကိုတုံ့ပြန်ခုခံတော်လာဖို့နေဦးတော်လာရေးမွေးဖွားလာတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့တတ်တာမမဘူးဆိုတဲ့အတွေးတွေမြောက်ပေးနေတာဟာပြဿနာပိုကြီးတယ် တော့ပန်းနေထားမနေတဲ့မြေကြီးလေးတဲ့စံကုတ်တယ်။သူကသူမြေပြင်မှာတိနှက်လူပြီးထွက်ပြေးလို့ရှင်းလိုက်တဲ့ဆိုပြီးပြီးအများတို့အော်နေမှာပြဿနာတက်မှာ။ဟုတ်လား။သူကသူလုံးပါဘောသူတို့လုံးဆက်ရှိတာသူတို့တွေတီးတယ်လေကျင်းဘောနေနားလက်ပြီးသားလေ။ဒါတွေကလိုက်ပြောနေလိုက်အော်နေရောခင်ဗျားတို့ကတီးတက်ပြီးတော့ဇောအော်နေတာတွေကအလိုလိုနေပြဿနာကိုလက်ရက်ခေါ်နေတာ။ချိန်ချောင်းနေတာလေအင်တာနက်ပေါ်နေပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကကြေးဘလောက်ဖွင့်နေပါညာ။ အန်ဒီရတအများတယ်ရှင်းမကြည့်နောက်မကြည့်နဲ့ကျွန်တော်တို့ကအစဲလက်ဆက်ခံရအပြောလက်ပြောခံရရှေ့လက်ကြည့်နောက်လက်ကြည့်နေရတယ်အဲ့လိုမျိုးအပြောအဆိုတွေကလူဖွဲ့စည်းဖြက်စည်းမဲ့လက်နဲ့ဆက်ရုပ်လိုဖြစ်နေတယ်ခင်ဗျားတို့ပြောနေရတယ်လိုင်းပေါ်မှာရှင်းပြလိုက်မြေကြီးလေးတယ်ဆန်ကုတ်တယ်ကျွေးမနေနဲ့အဲ့တော့အကြမ်းဖက်ခိုင်းနေတာဘာမှလည်းတိတော့မဟုတ်ဘူးတချို့တော်လိုက်သမားတွေကြားထဲမှာအဆောက်အအုံကလက်လက်ကိုက်သွေးကြွားနေရတဲ့ကြားထဲ တန်တရားရှိရောက်လောင်းတဲ့ရှင်းပြလိုက်အရှင်မထောင်းနဲ့အဲ့ဒါဒီအဲ့ဒီလူတွေရဲ့လက်နဲ့ကိုင်တာလူတွေရဲ့ခေါင်းတွေကိုသွားပြီးအတွေးနေတယ်ကိုသွားပြီးပြန်နှံ့အောင်ပြောဆိုရိုက်သွင်းနေတာဟာတော်လာကြီးအနာကအတွက်ကြီးမားတဲ့ဘဝတလုံးအန်ဒီရဲ့ကြီးဘဝတလုံးလို့ဖြစ်နေတယ်နောက်လည်းဖို့လို့တယ်အဲ့ဒါလောက်တော့လူတိုင်းသိသိပါတယ်စစ်တပ်ကအကြမ်းဖက်တပ်ဖြတ်တော့တော့အော်တယ်ရှုံချတယ်ပြောတယ်ဆိုတယ်ကိုဖက်တိုက်ရင်တရားဝင်တယ်ဆိုပြီးပြောနေရလား လက်စားချိတာမှန်တယ်ဗျတရားမျှတတဲ့ဆိုတဲ့အမြင်အမားကြီးကိုတွန်းပို့နေတာအဲ့တော့အန်ဒီရဲ့ဤဘယ်သူရောက်မလဲဆိုပြပမှနေတဲ့လူတွေကတရားဥပဒေကအပြောင်းအလဲတစ်ခုဖြစ်ရင်အကုန်လုံးပြဿနာတက်မှာတထေးပဲဖြစ်ဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်အလုံးဘဝပြက်မှာတတိထားဖို့လိုတယ်တကယ်တော့လားအဲ့ဒါနော်ခုနကလည်းတွန်းပို့နေတာရှင်းလိုက်ဘာလို့ဆိုကိုယ်တတ်တာလို့ဘုံကျတာလို့စက်ကောက်စီကသူကအကျန်းဖက်တယ်လေကိုကရှင်းလိုက်ဆိုကြတယ်အဲ့ဒါပြောသမားရောပါရောအကုန်လုံးချုပ်ပြီး နင်းနဖုံးဆိုတော့အကြမ်းဖက်မှုလို့ဖြစ်သွားလိမ့်မယ်တတောက်ကိုတေရတေပဲလက်ခံထားတဲ့ပုံစံမျိုးဟာတော်လာရေးအတွက်လုံးဝမတင်တော်တဲ့အမြင်ဒါကိုကျွန်တော်နားလည်ဖို့လိုတယ်နားလည်ထားမှလည်းရတယ်ဖမ်းမိအရှင်မထားနဲ့ဆိုတော့လော်လော်ကူကူပြောလိုက်တဲ့တရားစီရင်ရေးဟာတော်လာရေးမှာလိုင်းနိုင်ရမယ့်စစ်စည်းကမ်းကိုဖျက်ဆီးနေတာပဲကြောက်ကြောက်စစ်မှတော့ကြောက်ကြောက်စစ်စည်းကမ်းရှိတယ် ဆက်တစ်ခုရဲ့ပွဲဆက်ပွဲတစ်ခုရဲ့ကျင်းဝဆောင်ထရမဲ့စီကန်းဆိုတာရှိကိုရှိတယ်တကယ်တော့တတ်ဖို့တဲ့တေချာစဉ်းစားဖို့ကပိုရေးကြီးတယ်ခင်ဗျားတို့ရှင်းပြလိုက်တော့လွယ်လိုက်တော့ဟိုမှာရေးဘလူကိစ္စလိုမျိုးတော်မျိုးတွေကတွားလိုက်ရောပြီးမှ IUG အောက်ကို IUG အောက်ပြေးဝင်လိုက်တော့ IUG ဘာဖြစ်မလဲဟုတ်လားဟိုမှာခောက်တက်နေတာတွေကပြီးတော့တက်တဲ့အထောက်သားခက်ခက်မမဘာဆောင်ပြချက်မှခက်ခက်မမမရှိဘူး မခိုင်လိုဘဲနဲ့တက်ဖြတ်တော်လေးလက်လုံးစပယ်တွေဟာကျွန်တော်တို့မသိတလို့ပြပလူတွေလည်းသိတယ်။တော်လိုက်ရဲ့ရီမန်းချက်ကိုကြီးမားစွာထိခိုက်နိုင်တယ်။ဒီလိုလူသူပေါ်တက်ဖြတ်တဲ့စိတ်တွေများလာလေးလေတော်လိုက်ရဲ့အနာဂတ်မှာတရားဥပဒေခိုက်ခိုက်မှမှပြန်လဲထူထောင်ဖို့ထိခိုက်စေနိုင်တယ်။ဒါလွတ်လွတ်လေးပဲလေ။ဘလို့စိတ်ချမ်းတွေလူချမ်းတွေကိုချမ်းတွေဖြစ်နေမှာတော့ဘလို့တရားမျှတမှုဥပဒေတော့ထိဆောင်ပါလဲ။ တောက်ပြင်းမှာဘိုးပုံစံဖြစ်တာတွေဟိုအမျိုးမျိုးပုံဖြစ်တာတေဆုံးသူရဲ့မိသားစုတွေဟာပြန်လဲကုစားခွင့်လိုအပ်တယ်လေဘာလို့စဉ်းစားပဲတော့ခင်ဗျားတို့တွေကပြန်ထူထောင်ပြန်ထူထောင်မဲ့အစိုးရပုံမှာတေချာပေါက်တန်တရားအကြီးဝင်မှာပဲ yes or no so on ira လက်ညှိုးတိုးတိုးပြီးတော့ဘာဖြစ်တဲ့ညာဖြစ်တယ်ဆိုပြီးအဲကြောင့်မို့ကျွန်တော်ပြော line ပေါ်လူတွေလာပြောကျွန်တော်နဲ့ရှင်းမယ် so on ira ပြော တော်လိုက်ဆိုတော့နော်တရားလက်လော့အာနာပုံစံဗန်းပြပြီးတော့လက်လော့စပတ်အကြမ်းဖက်ဖို့ဆိုတာမျိုးမဟုတ်ဘူးအဲ့လိုအကြမ်းဖက်တဲ့လူကျွန်တော်တို့ကဖယ်ရှားဖို့လေသူတို့တတ်တာကတရားလားငါတို့တတ်တာကတရားလားဆိုပြီးလာမငင်းနဲ့အကုန်ဒုက္ခရောက်သွားနိုင်တယ်သူတို့တတ်တာကြတော့မင်းကမပြောဘူးငါတို့တတ်တာကြတော့ဒုက္ခအကြီးရောက်မှာအလားနောက်တစ်ကြိမ်ပြန်ဖြည့်စည်းမဲ့အခြေအနေတော်လိုင်းရေးကိုအဲ့ဒါအကောင်းဆုံးတော်လိုင်းရေးဆိုတာ တတ်တာနဲနိုင်ပြောနဲဖို့လည်းလိုတယ်တရားမျှတမှုဆိုတာအဆုံးစွန်ဆုံးရီမှန်းချက်ခက်ခဲမှမှထားတာမှပြီးတော့တော်လာရေးနဲ့အကြမ်းဖက်မှုကိုကျွန်တော်ဘယ်လိုဘယ်မှာစီးကိုချမှာလဲပြောကြည့်ပါဦးဘယ်လိုစီးချတကယ်လူတွေအဝိုင်းလက်နေလို့ပါခဏလေး10မိနစ်ရပါပြီဒီဘက်မှာဖွင့်ထားတယ်နော်ကျွန်တော်ပြောတာမိုင်းလည်းပြန်လာထောက်ပြလေဘာဖြစ်လို့ခင်ဗျားတို့က စတကတတာဟာတရားဥပဒေအောက်မှာမရှိဘူးအကြမ်းဖက်တာ။ तू ကတည်ရမယ်။ तू ကပြန်ပြီးတရားတာဝန်ယူရမယ်။တာဝန်ယူမှုမရှိဘဲလက်လော့ဆက်ပဲလုပ်နေတာပဲလေ။တော်လိုင်းရေးကတတာကိုအပြစ်ရှိလို့အပြစ်ပေးတယ်ဆိုပြီးပြောလို့မရဘူး။အဲ့ဒါသူကခိုင်မာတဲ့တတ်သိလို့တဲ့။ဒါတော်လိုင်းရေးကလုံရမယ့်တာဝန်မဟုတ်ရင်နောက်ပြန်လဲတဲ့အာနာရှင်စနစ်အတိုင်းလုပ်တယ်ဆိုပြီးအမြန်ဆုံးပြောင်းလဲသွားမှာပဲ။စက်ကောက်စီတတ်တာအကြမ်းဖက်တာ तू ကတော့ရန် तू တော်လိုက်တရဟာအပြစ်ရှိလို့အပြစ်ပေးတယ်လို့ကိုပတ်တော်ကိုဆုံးဖြတ်လို့မရဘူးခိုင်မာတဲ့တက်တဲ့တက္ကရာနဲ့ကျွန်တော်တို့ဟာရှင်းရှင်းလင်းလင်းခိုင်ခိုင်မာမာရှိမှသာပဲဒါတော့မလုပ်လို့မရဘူးအာနာရှင်ပုံစံနောက်ပြန်အမြန်ဆုံးလက်သွားနိုင်တယ်ဒီလောက်တော့နားလည်ဖို့တော်လိုက်ဟာသူတို့နဲ့တူတော့မဟုတ်ဘူးသူတို့နဲ့တူလာဘူးတူလာပြီဆိုရင်ဘယ်နေ့ကစပြီးတော့အချမ်းပတ်အာနာရှင်စနစ်ပြန်ပြောင်းလဲသွားလဲဆိုတော့သိမှာမဟုတ်ဘူးဒီပြင်မှာတချို့တချို့အဲ့လိုဖြစ်နေပြီ ဟမ်းမီအရှင်မထားနိုင်မြေကြီးလေးတယ်ဒါတော်လာရဲ့ view ဟာလားစံကုတ်တယ်ခမရူလီတော့အလုတ်တက်တယ်ဒါလူတပဝအဖြက်အကျန်းဖက်ဇရိုက်တွေမွေးပေးနေတာပြီးရင်တော်လာရဲ့ခေါင်းစဉ်အောက်မှာဖုံးလိုက်တယ်ခက်တိတိနဲ့အဲ့ဒီစကားတခွန်းတဲ့နဲ့เนาะတော်လာရဲ့စစ်ပွဲပျောက်ကြားစစ်ပွဲတွေဟာအောက်စုလိုက်လက်စားချေမှုဆိုတဲ့အခြေအနေကိုပြောင်းသွားနိုင်တယ်ဆိုတော့တိဖို့လို့တယ် အောင်မြေကြီးလေးတယ် Facebook မှာအဲ့ဒါတွေအလကားမဟုတ်ဘူး data တွေရှိတယ်ကိုရေးတာတွေတွားတာဆိုတာတွေကအဲ့လိုမျိုးဒါပြပလူတွေပို့ပြီးတတိထားဖို့လိုတယ်အထူးသဖြင့် American တို့မှာရှိတဲ့ဥပဒေတွေပြောစစ်ပြုဟာဟာပြည်သူအချက်တဲ့အောက်ကိုတဲ့စစ်ပြုဟာဖြစ်ရမယ်ဖမ်းမိရတတ်ဆိုတာစစ်မဟုတ်ဘူးတကယ်မတတ်သိဘူးလက်လုံးဝလို့ပြည်ရင်ခိုင်နေရှင်းတာတပိုင်းဘလိုက်တော့ဖမ်းလာပြီးတော့ရှင်းတာမျိုးတပိုင်းမတူဘူး ပြီးတော့တော်လန်ရေးဟာတော်လန်သူတွေရဲ့စိတ်ဓာတ်ရောက်ကိုကောက်ွယ်ဖို့မဟုတ်ဘူးပြည်သူကိုရေရှိမှဘေးကင်းလှုပ်ချုပ်စေဖို့လှုပ်ရတာမျိုးအရေးကြီးဆုံးကဘယ်လိုမျိုးတိုက်ပွဲမှမဆိုစီမင်းစီကံ rule out and game ဆိုတာရှိဖို့ကိုလိုတယ်မရှိဘဲလက်လုံးစက်ပဲကြီးစံတင်နာရှိတာပြစ်တတ်နေတာဟာကြံတန်ရန်ကားတဲ့လူတက်မှုဘာစီကဖြစ်သွားနိုင်တယ်ခုနပြောတဲ့အချက်နော် ငွေလူရင်ထောင်ကျနိုင်လားဆိုတော့မျိုးငွေလူရင်เนาะငွေလူရင်ထောင်ကျနေလားဆိုတော့အမေရိကန်မှာငွေလူတဲ့သူတူဦးဟာသူမတိလိုက်ပဲတပ်ဖြတ်မှုအတွက်တရားခံဖြစ်သွားနိုင်တာမျိုးရှိတယ်တော့ပါရံပြီတော်လည်းရင်းမှာငွေလူတဲ့သူဟာအရသာတပ်ဖြတ်မှုမှာတစ်ဖက်လက်နဲ့အားပေးတယ်ဆိုတော့တရားဥပဒေပေါ့တယ်ရောက်သွားနိုင်တယ်အော်တိုမတိလိုက်ပဲတရားဆွဲတဲ့ခံရရတဲ့အခြေအနေဖြစ်နိုင်တယ် အဲ့တော့အဲ့လိုမျိုးလက်လို့စပယ်အကျွင်းမဲ့တက်ဖြတ်ခိုင်းနေတဲ့သဘောထားတွေရဲ့တုတ်ကန်တိုင်တက်ပြတက်ရောက်မှုတွေတော်လန်ရဲ့အကြံဖက်မှုကြောင့်ဟာမြင်းချောင်းဟာဝေဝါနေတယ်ကိုကအဲ့လိုမျိုးနားလည်ဖို့လိုတယ်တကယ်လို့တော်လန်ရဲ့ဟာတာဝန်မဲ့တက်ဖြတ်မှုတွေကိုနော်ကြာသူကအကြံဖက်လို့ဘုတ်ကျဲလို့ခလေးတွေကိုမညာလို့တက်လို့တရားများတဲ့ဆိုပြီးတတ်မှတ်လာပြီဆိုရင်တော်လာရေးဟာအကြက်ဖက်တော်လာရေးအကြက်ဖက်သူတွေနဲ့တူတူပဲဆိုပြီးတမတ်ဖို့ရတယ်အချိန်ကြာကြီးမလိုတော့ဘူး ဟုတ်လား yes or no ချင်းချင်းလေးပဲပြော၆ရောက်မှဆိုရင်တော်လန်ရေးဆိုတော့တရားမျှတမှုကိုတည်ဆောက်ခြင်းဖြစ်ဖို့လိုတယ်တပ်ဖြတ်မှုကိုအကြောင်းပြချက် အကြောင်းအရင်းရှိတယ်ဆိုပြီးပြောတဲ့အတန်တွေများလာတာဟာသူတို့နဲ့ငါတို့ကြားကွာခြားချက်မရှိတော့တဲ့အခြေအနေဖြစ်လာနိုင်တယ်အဲ့ခါမှာတော်လန်ရေးအားမတရားအာဏာကိုအစားထုတ်မဲ့အရာတစ်ခုမဟုတ်ဘဲနဲ့နောက်တစ်ခါလူဖွဲ့စည်းကိုပြန်ဖြည့်ဆည်းဖို့ စားတင်ပြီးပေါ်လာတဲ့အမျက်နှာဖုံးစော့အာနာရှင်အသက်စစ်ကောင်စီဖော်နေပြောနေတာပဲ live ပေါ်မှာတွေးနေတာပဲဖောက်ကြီးလဲတတ်တယ်ပြီဒီအဲ့ဒီကဘာဖြစ်နေကြပြည့်အဲ့ပုံစံဝင်သွားနိုင်တယ်တတိထားဖို့လိုတယ်မဟုတ်လားဒါခါတိတဲ့သင်္ကန်းစားတွေအများကြီးပဲရှေ့မှာရှေ့မကြည့်နောက်မကြည့်ဇွတ်လုံနေတယ်ပြောအချက်၅ချက်ကျွန်တော်ပြောပြမယ်နံပါတ်၁စနစ်တကျတည်ဆောက်ခြင်းလုပ်ရတယ်ဝေဖန်ပြီးထောက်ပြတယ်နော်ဆိုပြီးတော့ဘာဖြစ်နေကြဖြစ်လာမပြောနိုင်တဲ့အုံးသူတို့တွေကလည်းနည်းနည်းပြောရင်ဟိုဟာ အမတ်တရားဘက်တော်သားကြီးလိုမျိုးလာပြောအောင်မထောက်ပြနေတဲ့စနစ်တကျတိဆောက်ခြင်းနံပါတ်1တော်လိုင်းရိတ်ကိုတရားမဲတဲ့သူတွေကိုဖယ်ချလိုက်တရားမဲသူတွေကိုနော်စစ်ကောက်စီလိုမျိုးတရားလဲလုံးစက်ပဲလုံးမဲ့ဆိုတဲ့ဟာမျိုးစိုက်ထားဖယ်ပြလိုက်စနစ်တကျတိဆောက်မဲ့ဆိုတဲ့စိုက်ထားနဲ့ဆော့တင်ဥပဒေမဲ့လက်လို့ဆိုပဲတတ်တဲ့သူကိုပြန်တတ်မဲ့ဆိုတာကိုကဥပဒေမဲ့တဲ့သူဖြစ်လာမဲ့ဆိုတဲ့လက်ွက်အဲ့ထဲဝင်သွားလို့မရဘူး ဘယ်သူမှဆိုအမားလုံရင်တာဝန်ယူရမယ်ဆိုတဲ့စံနှုန်းကိုတော်လိုင်းအဖွဲ့ကစတင်ပြီးပြသဖို့လိုတယ်အဲ့ဒါနံပါတ်1စနစ်တကျတည်ဖောက်ခြင်းနံပါတ်2တာဝန်ယူမှုရှိတဲ့လှုပ်ရှားမှုဖြစ်ရမယ်ဘာလှုပ်ရှားမှုဆိုတော့မှလည်းတာဝန်ယူမှုအောက်ချုပ်ရေးဖွဲ့ပဲဖြစ်ဖြစ်ပါတော့လို့ပဲဖြစ်ဖြစ် PDF EO အားလုံးအားလုံးပြည်ထောင်ပေးနိုင်တဲ့ပြည်တွင်းစီကတ်ထဲတဲ့ရန်တရားအောက်မှာတွားမှာပွင့်လင်းမြတ်တာမှုမရှိပဲတန်တရားရှိသူဆိုပြီး တက်လိုက်တာမျိုးဟာအာနာရှင်စနစ်အမြင့်ဆွဲနေတာပဲသူများနိုင်ငံအရေးယူပြောချင်းပြောမပြောချင်းနေကိုအတွဲမှာကိုယ်ကအဲ့ဒါဟာအာနာရှင်ပြန်ဖြစ်နေပြီနားလည်ထားဖို့လိုတယ်နံပါတ်3လူထုအပေါ်မှာတောင်းဝရှိမှုတော်လာရေးဥစားမယ်ဆိုကြတော့မတိကြည်တဲ့သူတွေကိုတတ်ထုတ်တာမဟုတ်ဘူးဆွဲခေါ်တာမျိုးစူးစမ်းဖို့လိုတယ်လက်နက်ကအဖွဲ့တွေဟာလူထုကိုရှင်းပြမယ်တောင်းဝလူထုကိုတက်သိခံရမယ်လူထုကိုချင်းပြနားလည်အောင်ပြောရမယ်တောင်းဝ တက်သေးဖို့ပြရမယ့်တောင်းဝန်ရှိဖို့လိုအပ်တဲ့အဲ့တော့လူထုပေါ်မှာတောင်းဝန်ယူတာနံပါတ်၄ခေါင်းဆောင်ခေါင်းတူတယ်မရှိလို့မရဘူးခေါင်းဆောင်ခေါင်းတူတယ်ဒီဒီလိုမျိုးဒီလူထက်ကောင်းတဲ့လူမရှိတော့ဘူးဆိုတော့တူတယ်ခေါင်းဆောင်မှုဟာအာနာရှင်ပြောက်ပြီဆိုပြီးတော့မထင်တဲ့နောက်တစ်ခုပေါ်လာဖို့အမခန့်ချက်ပဲတိကျတိချာတဲ့ပုံစံမျိုးเนาะအခုကျွန်တော်တို့စနစ်တစ်ခုကိုအခြေခံပြီးတော့သွားမှာဟုတ်စနစ်ကိုအခြေမခံပဲ နော်ကျွန်တော်တို့ဒီနိုင်ငံရေးဒါနားလည်တဲ့ပြောပြောင်းတဲ့အဖွဲ့အစည်းအခြေပြုအောက်ချုပ်မှုမျိုးတည်ဆောက်ဖို့လိုတယ်ဆိုတော့ပြောချင်တာရပါငါတွားတော့ဖက်ဒရယ်ပဲကောင်းဆုံးကလည်းဖက်ဒရယ်ပဲဒါပဲပြည်ထောင်စုပဲဆိုလို့ဖက်ဒရယ်ပဲဆိုလို့အမြင်တစ်ခုလိုတယ်တိုင်းတော်လက်လက်ကိုင်ဖွဲ့နေတဲ့နော်ပြီးရင်ငါပဲအောက်ချုပ်မယ်မင်းတို့ကတိုက်အဲ့လိုမျိုးလုံးလုံးမရဘူးအတူတူကသဘောတူညီမှုဖန်ပြီးမယ်ဆိုတော့ Federal Vision တခုကိုအခြေခံဖို့လိုတယ်အဲ့ငါးချက်ကိုပြောင်းလို့ပြောင်းဖို့လိုနေတယ်ပြောနေကောချောက်ရမယ်ဆိုရင်တော်လန်ရေးဆိုတာတော့ဟုတ်ပါတယ်မတရားအနာကိုဖယ်ရှားဖို့ဖြစ်ပေမဲ့တရားမဲ့လောက်ဆောင်မှုတွေကိုတရားတရားဝင်ရဆိုပြီးလုံးတာဟာအာနာကိုဖြည့်ဆည်းမဲ့လက်နဲ့မဟုတ်ဘူးကိုယ်တိုင်အာနာအကျန်းဖက်တဲ့သူဖြစ်မှမသိဖြစ်နေတာပဲတကယ်တော့အဲ့ဒါဟာသွေးစနေတဲ့နောက်ထပ်အာနာရှင်အဖွဲ့စည်းအစ်စ်တစ်ခုဖြစ်လာနိုင်တယ် ဒါကြောင့်လက်နဲ့ယူပြီးတရားနဲ့စစ်တိုက်မယ်ဆိုတာထက်တော်လိုင်းရေးတစ်ခုအနေနဲ့တရားမျှတမှုကိုတည်ဆောက်မယ်ဆိုတဲ့အမြင်ဟာတကယ်လမ်းမှန်ကမ်းမှန်အမြင်ဖြစ်တဲ့တည်ဆောက်တော့ပြောချင်တာဒီတော့တော်လိုင်းဆိုတာစစ်မှန်တဲ့တရားမျှတမှုလူကုန်သိခောက်အမှန်တကယ်ပုံဖော်နိုင်ဖို့အတွက်တိုက်ပွဲတိုင်းရှာမှုတိုင်းတာဝန်ယူမှုကိုချင်းစတရားအဲ့ဒါတွေထည့်ဖို့လိုတယ်စစ်ပွဲကြမှာဒါတွေမရှိဘူးဆိုပြီးတတ်မှတ်ထားလို့မရဘူး ဥပဒေနဲ့ခက်ခက်မှမတရားရေးမျက်နှာတက်တာနဲ့နော်တစ်ဖက်ကိုကိုဆွဆွဲပြီးရင်တစ်ဖက်ကတော့ပြန်နိုင်အောင်ဖြည့်ရှင်းခွင့်ရှိရမယ်အဲ့လိုမျိုးတိတိကျကျထိတ်သိမ်းဖော်ဆောင်ဖို့လိုတော့ကျွန်တော်ပြောပြချင်းတာဒီတော့အခုပြောတဲ့ဟာတွေရဲ့အဖြေကလည်းအနာဂတ်ကိုတိုက်ရိုက်ပုံထော်နေတာပဲကျွန်တော်မိတ်ဆွေရောဘလို့မြင်လဲအခုပေါ်မှာကျွန်တော်ပြောပြတဲ့အချက်တွေပေါ်မှာကျွန်တော်မိတ်ဆွေကွန်မန့်မှာရေးခဲ့ပေးပါကျွန်တော်ပြောတာမဟာလမန်လားကျွန်တော်ပြောတဲ့အပေါ်မှာဘယ်ချက်ကဘယ်လိုဖြစ်နေလဲထောက်ပြခဲ့ ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ။